အားလုံးပဲမင်္ဂလာပါရှင်။ရွှေသိန်း Audiobook Channel မှာကြိုဆိုပါရစေ။ဒီ Channel မှာက1982ခုကစတင်ထုတ်ဝေခဲ့ပြီးပေဖူးလာမဂ္ဂဇင်းမှာဖော်ပြခဲ့တဲ့ယသဝိထုတွေကိုဖတ်ကြားတင်ဆက်မှာဖြစ်ပါရစေရှင်။ဒီအစီအစဉ်ကိုအပတ်စဉ်အင်္ဂါနေ့နဲ့တောက်ကြနေတိုင်းမှာနားဆင်နိုင်မှာဖြစ်ပါရစေရှင်။ကျမတို့ရဲ့ရွှေသိန်း Audiobook Channel ကို Like and Subscribe ပေးဖို့လည်းတောင်းဆိုပါရစေရှင်။အခုဖတ်ပြမယ့်ဝိထုက 1992ခုအမှန်131 January လပေဖူးလာမဂ္ဂင်းမှာဖော်ပြခဲ့ပြီးဆရာမောင်ဝနရေးသားထားတဲ့အချစ်တီတွက်နီးမဟုတ်ဆိုတဲ့ဝတ္ထုကိုဖတ်ကြားတင်ဆက်မှာဖြစ်ပါရရှင်။နားဆင်ခံစားပြကြပါအောင်ရှင်။ချစ်သည်တွင်နီးမဟုတ် အဲ့ဒီအချိန်တုန်းကမတ်တီရီဟာသူတို့မျိုးမှာအလားဆုံးစည်းဝင်တယောက်ပါအဲ့ဒီအချိန်တုန်းကပဲသူတို့မျိုးကိုကိုအောင်ထုံးအလုတော်ဝင်နဲ့ပြောင်းလာခဲ့ပါသည်ကိုအောင်ထုံးကမျိုးနယ်အုပ်ချုပ်ရေးဌာနမှာအရာရှိပေါက်ဆပေါ်မတ်တီရီကတော့ပထမနဲ့ကျောင်းသူဘဝကျောင်းပိတ်စဉ်မျိုးခဏပြန်နေတော့မျိုးကငငယ်လေးဆိုတော့တောင်ဖျားမြောက်ဖျားဘယ်နာပါဖြစ်တယ်ဆိုတာ တမနဲ့အတွင်သတင်းပြန်တက်ပါတယ်။ကိုအောင်ထုံးမြို့အုပ်ချုပ်ရေးယုံကိုပြောင်းရွက်လာတဲ့နေ့တုန်းကဆိုရင်ယုံကအမျိုးသမီးတွေကတဆင့်ကိုအောင်ထုံးဤဂုံသတင်းပြန့်နှံ့ခဲ့တာတမနဲ့တောင်မကြားလိုက်ပါ။အရာရှိပေါ့စကိုအောင်ထုံးချောချောင်းခန့်ချောင်းတီငိန်ချောင်းအသားဖြူချောင်းကအစားသပင်ဖြီးပုံအထိပြောခဲ့ကြပါသည်။ကိုအောင်ထုံးနေရန်အတွက်အိမ်ကန်းကားလိုသူတွေကလည်းမရှားပါ။ရောက်စမှာတော့ကိုအောင်ထုံးက ယုံမှာပဲအဲ့ဒီလူပြူလူလို့ဆိုတော့ရုံကန်တောင်းတနေရာမှာအဆင်တပြေဖြစ်သွားခဲ့ပါသည်နောက်တလားလောက်ကြာတော့အခါပြဿနာတစ်ခုဖြစ်သည်နှင့်ကိုအောင်ထွန်းအိမ်ကန်းငှားလိုက်ရသည်ပြဿနာကကြီးကြီးကျယ်ကျယ်တော့မဟုတ်ပါရုံကန်းကိုမတမာသူတချို့ကဖောက်ထွင်းမှုစူးစားလို့ပါထို့ကြောင့်ကိုအောင်ထွန်းကသူ့ကိုအမှုပတ်လာမည်ကိုဆိုသဖြင့်အိမ်ကန်းငှားလိုက်ခြင်းဖြစ်ပါသည်ဖြစ်ချင်တော့သူငှားသည့်အိမ်ကန်းက မတ်တီရီတို့အိမ်နှင့်မျက်နှာချင်းဆိုင်မှာအဲ့ဒလိုနဲ့ဇလန်းစခဲ့ကြပါသည်မတ်တီရီကလှတော့ပါတော့ဆူဆူပြေးပြေးတစ်တေရရအရာရှိပေါ့စာကိုအောင်ထုံးကလည်းတာတာနာနာတတ်တတ်ရရရာတို့ရာကန်နဲ့လူပြူလူလုံးကိုအောင်ထုံးကမတ်တီရီကိုအစကဂယုမပြုတ်မိပါအင်းလေသူ့အနေနဲ့ကမြူကြီးသားပညာတတ်အရာရှိပေါ့စာလူကျော်ဒီမျိုးကလေးကတော့မကြမျိုးမကြဆိုတော့ဘဝင်မြင့်နေနိုင်ဒီပေါ့ မတ်တီဗီတို့အပြူတတိုက်ကတော့ကိုအောင်ထုံးကိုစိတ်ဝင်တစားရှိကြပါသည်။ကွယ်ရာတွင်ဟိုသူနှင့်စားလိုက်ဒီလူနှင့်နောက်လိုက်ညင်းလင်ကြီးကိုမိဘသားယူပေါ်တဲ့ဟူသောဆရာမျိုးမနိုင်တဲ့ချင်းကို တူ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 ဆူခဲ့ကြပါောင်းလဲညားပါပြီ။ကိုအောင်ထုံးကတော့အင်ရီကြီးတစ်ခွဲသားနဲ့သူ့အပေါင်းအသင်းဆိုလို့လေရုံးကလုတ်ဖို့ကိုင်းပဲတချို့သားရှိသည်။သူထမင်းလာကပေးစားသောအိမ်က အတော်ကြီးနဲ့ကတော့တရင်တနည်းပါပဲ။အဲ့ဒီအတော်ကြီးနဲ့မိက ဒေါ်အီထွန်းဒေါ်အီထွန်းကလည်းအကြံနဲ့ညံနဲ့မှာတူတူမမအေးကြီးနဲ့ကိုအောင်ထွန်းကိုအောင်သွေးပြီးဖို့ကြိုးစားနေတာဒို့ပေမဲ့မအောင်မြင်ပါဘူးကိုအောင်ထွန်းကဒီမျိုးကလေးကမိန်းကလေးတွေကိုမှန်းတာမှမဟုတ်ပဲကိုအောင်ထွန်းမှာအတိတ်စကြောင်းလေးတစ်ခုရှိသေးကောလိကျောင်းတော့ကချစ်ခဲ့ဘူးတဲ့ညတည်တာဆိုတဲ့မိန်းကလေးတယောက်နဲ့ပတ်သက်လို့ပါချစ်တုံးကတော့တယောက်နဲ့တယောက်မခွဲတမ်းမခွာတမ်းတေတပံတသက်သုံးဆိုတဲ့ ဂရိစကားတွေနှင်ပေါ်ကန်းကိုပန်းပွင့်ချိန်မှာချစ်ရနံ့တွေပူပြီးနှိုင်းနေကြသည်ပေါ်အိန္ဒိယကံမှာလည်းနှိုင်းချက်ခုတ်ကလေးတွေနှင်အတူရင်ခုန်လှုပ်ရှားခဲ့ကြသည်ပေါ်အဲဒီနောက်တော့မြသည်တာကကိုအောင်ထွန်းထက်အစသာအရာရာတာတဲ့လူတယောက်ကိုလက်ထပ်သွားပါလေရောဇလန်ကတော့ဖြစ်ရိုးဖြစ်စဉ်တွေကပါသိမစမ်းပြားလာပါဘူးဒါပေမဲ့အဲ့ဒီအချိန်ကစပြီးကိုအောင်ထွန်းရဲ့စိတ်ထဲမှာ တင်းထက်သားတာငါယူပြမယ်ကွာဆိုတော့မန်ကလေးဝင်လာခဲ့ပါသည်ဒီမန်စိတ်ကလေးနဲ့ကိုအောင်ထုံးကြိုးစားခဲ့သည်စာမေးပွဲမှာအမှတ်ကောင်းကောင်းနဲ့အောင်သည်ဒီနောက်အစိုးရအလုပ်ကိုတဲကြီးမဲကြီးလိုက်သည်အရာရှိကလေးအလုပ်ရပြီးတော့လူကြီးသူမများကိုရိုးသေးစွာချင်းကန့်ဆက်ဆံရင်းတက်လန်းရှာခဲ့သည်အုတ်ချုံရေးပဲဆိုသည်မှာဩဇာအာဏာနဲ့နှီးဆက်၏ရာထူးတိုးလေဩဇာတိုးလေ ဩဇာအာဏာကြီးလာလျင်ငွေရှင်တေးရှင်များကို အထက်စီးကဆက်ဆံနိုင်သည်ငွေရှင်တွေကငွေနှစ်ပေါက်လျင်အရာရာရနိုင်သည်ဟု အထင်ရှိကြ၏သို့သောဩဇာအာဏာရှိသူတို့အောက်ကျရမည်သာဖြစ်သည်ကိုအောင်ထွန်းအကြံဉာဏ်က ထိုသူဖြစ်သည်အုတ်ချုပ်ရေးဘက်မှယာရူးတို့အောင်ကြိုးစားမည်ပြီးတော့ငွေရှင်များသူ့ဝင်ထဲဝင်လာလျင်အထက်စီးနှင့်ဆက်ဆံမည်လက်စားပြီးငွေရှင်ရဲ့အိတ်ထဲရအောင်သူမလုံး ူမိဘများကလည်းအတန်အသင့်တော့ချမ်းသာပါသည်။ရာရူကုံသိန်းမျက်လာလျင်ညတိရထက်ချမ်းသာသောမိန်းကလေးတယောက်ယောက်ကိုသူရအောင်ယူမည်။ထိုမိန်းကလေးသည်ဘွေရပညာတတ်မဟုတ်လျင်နေပါစေ။ငွေချမ်းသာရမည်ပြီးတော့ချောရမည်။ဆရာဝန်ခေအင်ဂျင်နီယာခေသင်္ဘောသားခေစသဖြင့်ရှိခဲ့တော့လေတခိထပြီးပြန်ပြန်မှိန်သွားတတ်သည်။အုတ်ချုံရေးပိုင်းကအရာရှိများကတော့ပုံမှန်ပါပဲ။ ဘယ်တော့မှနှိမ့်ချသွားသည်ဟုမရှိ သူ့နေရာနဲ့သူဩစာရှိနေကြမည်တစ်ချိန်မဟုတ်တစ်ချိန်မှာသူရာထူးကြီးကြီးရလိမ့်မယ်ဟုယုံကြည်ထားသည်ရနိုင်သောနီလဲမှန်သမျှကိုလည်းကြိုးစားထားသည်ခုပင်မြို့ငယ်ကလေးတစ်ခု၏ဩစာအရှိဆုံးပုဂ္ဂိုလ်များစီးရင်တွင် သူပါဝင်နေပြီသူ့အသက်လည်း30ပင်မပြည့်သည်တက်လန်းတွင်လည်းအများကြီးမြင်ထားရပြီဒီတော့ ဒီမျိုးကလေးမှမင်းကလေးတွေကိုမင်းစိတ်ဝင်စားနိုင်ပါမလဲသို့တော့မနက်ခင်းတခင်းမှာတော့မတ်တီတွေနဲ့စုံရတော့ဤမတ်တီတွေတွေလည်းနဲ့စောစောဈေးဖွင့်တွင်သူ့မိဘကိုပူညံအိမ်မှကြပြကလေးထွက်လာခဲ့ဤကျောင်းပေးရဖြစ်သည်ဖြင့်မိဘကိုတဏီကုန်ကူညီရမည်ဖြစ်၏မတ်တီဝီဤမိဘနှပါသည်ဈေးထဲ၌ကုံကြောင်းဆိုင်ဒီဇိုင်းဖွင့်ထား၏အကြီးအကျယ်မဟုတ်တော့လဲ လဲအလတ်ဆိုင်ဆိုင်ဖြစ်သည်။ကျောင်းပည့်ရံများတွင်ရေးကူရောင်းပေး၏။ကျောင်းခွင့်ရံဆိုလျင်တော့တက္ကသိုလ်ကိုတွားနေရသည်။မိဘနှစ်ပါးကလည်းသူ့ကိုပညာသာကြိုးစားစေခြင်းသည်။သူတို့မြို့ငယ်ကလေး၏ဈေးကလေးမှာငားရတစေဈေးနေဆိုလျင်အတော်ပင်စီကား၏။ကိုအောင်ထုံးကဈေးထိတ်မုန်တီတုတ်ဆိုင်ကလှဲ့အထွန်းမက်တီတွေကဈေးတွေကိုခတ်တုတ်တုတ်အဝဲမတော်တဆတိုက်မိကြသည်။ မတ်တီရီကကိုအောင်ထွန်းကိုတိုက်မိလိုက်သည်နှင့်ကတော့ပါရှင်ကတော့ပြောရင်းကြည်သည်ကိုအောင်ထွန်းကလည်းဟန်ချက်ပြန်ထည့်ရင်းမတ်တီရီကိုကြည်သည်ဟာဒီမျိုးကလေးမှာဒီလောက်လာတဲ့မိန်းကလေးရှိပါသေးလားဟုချက်ချင်းစဉ်းစားမိသည်မတ်တီရီသည်ကိုအောင်ထွန်းမှန်းတိလိုက်ရသည်နှင့်ရင်ွေတုံပြီးဘာဆက်ပြောရမှန်းမသိပဲမျက်လုံးဝိုင်းကြီးများနဲ့ကြောင်ကြည့်နေမိသည်ပြီးမ ုတ်တရက်တတိယပြီးအမြန်မင်းလှက်ထွက်ခဲ့၏ကိုအောင်ထုံးသည်မက်တီ၏နှစ်ခနဲထွက်သွားသည်ကိုဖြတ်ခနဲလိုက်ကြည့်ရင်တုံရန်ရုံရှင်ကားထဲမှတမင်မာလေးကညလုံးဝိုင်းကလေးများနဲ့ကြည့်ပြီးကြောက်လန့်တကြားထွက်ပြေးသွားပုံကိုမြင်ရောက်၏နောက်နေ့များတွင်မက်တီ၏ကိုကိုအောင်ထုံးအတိမတအခဲခက်ဂယုဆိုင်မိလာသည်ညဆောင်တို့အိမ်မှာခလေးမလေးဟာတဲလဲချက်စရာကောင်းမလားဟုသူ့တကိုယ်ရင်း ရေရွတ်တက်လာသည်ခက်သည်ကသူ့စိတ်ကူးရီမှန်ချက်ဖြစ်သည်ညသည်ရထက်အစအစအရာရာတာတော်မင်းကလေးကိုသူရောက်အောင်ယူနေဟုသောစိတ်ကူးမတ်တီလေးကတုံးမြူသူလေးတက်ကတူចောင်းသူတော့ဟုတ်ပါရဲ့ဒါပေမဲ့သူမိဘများကချမ်းသာသည်မဟုတ်ပါမန်ကုံရောက်ဆိုင်ပိုင်ရှင်မျှတာဒီအတွက်ခက်နေသည်မတ်တီရီအနေနဲ့လဲကိုအောင်ထုံးကိုသဘောကျပါသည် ိုအောင်ထွန်း၏ယာရူးကုံသည်ရုပ်ရည်ဇာရိတဘာမှပြောစရာမလိုသို့သောကိုအောင်ထွန်းကိုမကျင့်တတ်တာတခုရောရှိသည်သူကိုယ်သူအရာရှိဆိုပြီးခန့်ခန့်ထဲထဲကြီးနေသည်ကိုကိုအောင်ထွန်းသည်တာရှည်စွာတော့ခန့်ထဲ၍မနေနိုင်ပါမိတ်ဆွေတို့သူဤတိုက်တွန်းခြင်းဘေးတီးကျဲတို့ကြောင့်မတ်တပီကိုလှပါတယ်ဗျာကြက်တည်းလည်းရှိပါတယ်ဟူသောစကားမျိုးပြောလာရတော့တယ် ျက်နှာချင်းမကြမကြာဆိုင်နေရသဖြင့်တယောက်နဲ့တယောက်လည်းမျက်မှန်းတက်မိနေကြပြီတခါတရံတတိလွပီးပြုံးပြနှုတ်ဆက်သည်များပင်ရှိလာ၏ကိုအောင်ထုံးကစား၍ပြုံးပြမိခြင်းဖြစ်သည် ထိုအခါမတ်တီရွေ၏ရှင်ထဲတွင်တုန်ထုတ်သောပီတိဖြစ်ရပါ၏ ကျောင်းကရက်ရှည်ပိတ်ထားသဖြင့်မက်တီရီမြို့မှာ၃လလောက်နေရသည်ထိုအတော်တွင်မှာပင်မက်တီရီနှင့်ကိုအောင်ထွန်းတို့ရင်းနှီးလာကြ၏ထုံးစံအတိုင်းဂျားလူများကမတွေ့တွေ့အောင်ဖန်တီးပေးပြီးစကားမပြောပြောဖြစ်အောင်ကြင်စီကြခြင်းဖြစ်ပါသည်မြို့သူမြို့သားအများစုကလည်းမက်တီရီနှင့်ကိုအောင်ထွန်းကိုသဘောတူနေကြပါသည်ဒီလိုနဲ့မက်တီရီကျောင်းပြန်တက်ရမည့်ရက်သို့ရောက်လာပြီး မြို့မှအကြောင်းသူပြန်တက်မည်ဖြစ်ကြောင်းကိုအောင်ထွန်းကိုနှုတ်ဆက်တော်နေအကူအောင်ထွန်းကျမအကြောင်းဖွင့်တော်မင်းပြန်ရတော့မှာပေါ့နော်ကျောင်းပိတ်တော်ပြန်လာအောင်မှာပေါ့တို့ကိုတရိယာမှာလားအားလုံးကိုတရိယာနေမှာပါရှင့်တို့တယောက်တည်းအတွက်ပို့ပြီးတရိယာပေးပါလားရှက်သွေးဖြာသွားသည်ခေါင်းငုံသည်စာရေးပါလားမသိဘူးဟုတ်ဟုတ်ကဲ့မိမိတို့စီရေးတဲ့အခါရေးပါမယ် ကိုယ်စီတက်တက်တဆောင်လေးပေါ့ခေါင်းငုံနေပြန်ပြီအေးပေါ့လေမတ်တီရီမရေးလဲကိုကရေးပါမယ်မတ်တီရီចောင်းလေးစာပြေးခဲ့ပေါ့တီရီကအကိုဝမ်းခွဲတယောက်အိမ်မှာနေရတာဘာဖြစ်ဖြစ်ပါလေလိပ်စာလေးသာပြေးခဲ့ပါမတ်တီရီလိပ်စာလေးရေးပြေးခဲ့မိပြီကိုအောင်ထွန်းတီ မက်တီတွေနဲ့မတွေ့ရတော့မှနေမတိထိုင်နေသည့်တွေပိုရည်ဖြစ်လာ၏။စာရေး၏စာထဲတွင်မြမလီဟုခေါင်းစဉ်တက်ပြီးတတိယကျောင်းနှင့်နေထိုင်ဆင်ခြင်ရန်စသောဆုံးမစကားများသာရေးပြ၏။မက်တီတွေကလည်းစာပြန်ပါသည်။ရိုးရိုးသားသားစာကလေးတွေပါပဲ။မာချောင်းတာချောင်းစသဖြင့်လောက်ပေါ်တို့တော်လေစာထဲတွင်ရိုးတိုးရိတ်တိတ်ချစ်စကားမကြတကြကလေးတွေပပလာတတ်သည် နှစ်ယောက်စလုံးပါပဲကိုအောင်ထုံးသည်ဆုံးဖြတ်ချက်တစ်ခုကိုကိုပိုင်ချရတော့မည်အခြေသို့ရောက်လာပါပြီမက်သီဗီကိုချစ်သလားချစ်တယ်ဒါဖြင့်မက်သီဗီကိုလက်ထပ်မလားဒီနေရာမှာကိုအောင်ထုံးတွေ့ဝေသွားတော့သည်မက်သီဗီကတော့ကိုအောင်ထုံးထံမှချစ်စကားပါသောစာကိုသာညှို့လင့်နေမိသည်ထို့တော်တွင်ပြောင်းလဲတရက်ဖြစ်လာ၏ ကိုအောင်ထွန်းယာထူးတိုးခြင်းဖြစ်ပါသည်ထိုမျိုးကလေးထက်ကြီးသောမျိုးတစ်မျိုးသို့ယာထူးတိုး၏ပြောင်းရမည်ဖြစ်သည်ကိုအောင်ထွန်း၏စိတ်ထဲ၌သူ့မူလရည်မှန်းချက်ဖြစ်သောယာထူးကြည်ကြည်ရာ၏တထေသမီးနှင့်လက်ထရေတို့သည်ခေါင်းထောင်၍ထလာပြန်သည်မတ်တီရီထံပို့မည်ဟုရေးထားသောရည်စားစာကိုမပို့တော့ဆုပ်ဖြဲပြစ်မည်ဟုစိတ်ကူးတော်လဲမဆုပ်ဖြဲပြစ်တိန်ထားပြစ်သည်နောက်တစ်ချိန်အကြောင်းပြ၍မတ်တီရီ မြို့သူပြန်လာတော့ခါခေါင်းထုံးကိုမတွေ့ရတော့ပါရင်ထဲတာရငါယူပြမယ်ဟူသောမာနသည်မတ်တိရီထံရောက်လာ၏မတ်တိရီစားလဲကြိုးစား၏ရောင်းဝယ်ကုန်တဲ့ကိစ္စ၌လည်းမိဘနှင့်ပူးတွဲ၍ကြိုးစား၏အောင်မြင်ပါသည် မတ်သီရိမဟာသိပ္ပံဘွဲ့ရ၏သူမိပါလဲပုံကျောင်းဆိုင်ကလေးအဖြစ်မှ စတူဆိုင်ကြီးအဖြစ်သို့ပူပြောင်းရောက်ရှိခဲ့၏။ကွာထုံလဲအောင်မြင်ပါသည်။မြို့နယ်အရာရှိကလေးအစ်စင်မှတပြေးပြေးဖြင့်တိုင်းအရာရှိအစ်စင်ထိတူတက်ခဲ့ပါသည်။သို့သောကွာထုံသည် သူရည်မှန်ထားသောတပြေးသမီးကိုမရယူနိုင်ခဲ့။စီးပွားရေးလုပ်ငန်းကြီးကျယ်သော မြို့ကြီးတစ်မြို့မှစီးပွားရေးသမားတစ်ခုလက်အမျိုးသမီးတစ်ယောက်၏ ပိုက်ကုန်နဲ့ပြီးသွားရှာလေသည် သူအုံချခံလိုက်ရ၏အလုံးပြုတ်၏တစ်ခုလက်အမျိုးသမီးရှောက်ဖွေကျွေးမွေးခြင်းကိုသာလက်ခံစားတော့နေရရှာသည်သာသမီးနှစ်ယောက်ထုံကား၏လောကဒဏ်၏ရိုက်ပုတ်မှုကိုလူအလင်းခံရသည်မတိရိ အိမ်အောင်မပြူဖြစ်ပါ။ရွေးရင်ရွေးရင်နှင့်ပဲအချိန်တွေကုန်သွားတော့သည်။ယခုခါသူတို့မျိုးကလေးဤမျိုးပြန်နှဖုံးဝင်အမျိုးသမီးကြီးတယောက်ဖြစ်နေပါပြီ။တနေ့သောအခါကိုအောင်ထွန်းသည် ထိုမျိုးကလေးတို့ရောက်ရှိလာ၏။ပါကြောင့်သူလာခဲ့တယ်လေဟု သူကိုယ်တိုင်ပင်သိပေလိမ့်မည်။မြို့သည်တိတ်မပြောင်းလဲသေးပါ။မတီရီတို့ဤအိမ်ကိုအလွဲတကူပင်ရှာဖွေတွေ့ရှိ၏။ ကိုအောင်ထွန်းကိုမတ်တီရီမှတ်မိပါသည်။ရုပ်ကတော့တော်တော်ကျနေပါပြီ။မတ်တီရီကတော့အသက်ရွယ်ရနေပြီဖြစ်တော့လဲနှုတ်စင်။ကျွန်တော်ကိုမှတ်မိရဲ့လားမတ်တီရီ။မှတ်မိပါတယ်ကိုအောင်ထွန်းမတွေ့ရတာကြားလှပြီနော်။ဟုတ်ကဲ့။အတန်ကြာမျှစကားမပြောပြကြပါ။မတ်တီရီကထမင်းစားသွားရန်ပြောသည်တဲခူရန်လည်းဖိတ်ပါသည်သို့တော့ကိုအောင်ထွန်းတဲလည်းမတဲပါ ထမင်းလေးမစားခြင်းပါ။သူမတ်တီရီကိုစကားတစ်ခုပြောခြင်း၏။ထိုစကားကိုမတ်တီရီနားလည်လိမ့်မည်ဟုသူထင်သည်။သူအကြောင်းကိုအကြောင်းအလာပါတလာပါများခဏတဖြုတ်ပြောပြီးနောက်ပေါင်ထုံးနှုတ်ဆက်၍ပြန်၏။ခြံဝတကားအထိမတ်တီရီကလိုက်ပို့သည်။တကားဝအရောက်တွင်မှပေါင်ထုံးကပြောသည်။ကျွန်တော်ကိုခွင့်လွှတ်ပါမတ်တီရီ။ထိုစကားကိုပြောချိန်၌ ကိုအောင်ထွန်းသည်သူ့အပေါ်အင်းကြီးအိတ်ထဲ၌ပါလာသောမပေးပြခဲ့သည့်ရေးသားစာအဟောင်းလေးကိုချစ်ချစ်ပါအောင်ဆုပ်ထားသည်။ နားဆင်ပေးတာကျေးဇူးတင်ပါတယ်ရှင်။အခုဖတ်ပြခဲ့တာကတော့ဆရာမောင်ဝနရေးသားထားတဲ့အချက်ဒီတွက်နီးမဟုတ်ဆိုတဲ့ဝတ္ထုဖြစ်ပါတယ်ရှင်1992ခုအမှတ်131 January လပြည်ခူလာမဂဇင်းမှာဖော်ပြခဲ့တာဖြစ်ပါတယ်ရှင်ကျမတို့ရဲ့ရွှေသိ Oribo Channel ကို Like and Subscribe ပေးဖို့လည်းတောင်းဆိုပါရစေရှင်ကျမစိတ်လှည့်ပါ